ရုပ်ရှင်မြင်သာအပြင်သချင်းတွေဆိုပြီးဒန်စာပါလို့တော်မဲ့အေဂျင့်မောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုလက်ရှိအင်တာနက်ပေါ်ကမိန်ကလေးပရိသတ်တွေကြောင့်မှနာမည်ကြီးလူပြောများနေရာကတော့ရုပ်ရှင်တွေစမရိုက်တော့ပဲအစိုးရလောကတွေကိုခြေစုံပြည့်ဝင်ပြီးတော့ဒန်စာပါလို့တော်မဲ့မင်းသားအေဂျင့်မောင်ရဲ့အကြောင်းပေါ့ မင်းကလေးပရိသတ်တွေကြောင့်မှရေပန်းစားအောင်မြင်နေတဲ့ပြိုတန်းကြိုက်တဲ့နင်းစီကန်ချင်းမင်းသားကျော်အေးချမ်းမောင်ကတော့အရင်ကလိုရုပ်ရှင်ကောင်းတွေမရိုက်တော့ဘဲနဲ့တချင်းတွေဆိုရင်လည်းအဆူတော်လုံးမယ်လို့အားလုံးကထင်ကြီးပြီးနေကြပါပြီ။အနုပညာသမားတယောက်ပြပြီးမင်းသားအေးချမ်းမောင်အတွက်တချင်းဆိုတာလောက်ကတော့စာတောင်ဖွဲ့စရာမလိုတဲ့အရာပါ။မင်းသားကျော်ကြီးအေးချမ်းမောင်ဟာဆိုရင်အရင်ကတော့ရေခဲတုံးကြီးလို့နာမည်ပေးရတဲ့အထိ ADA ဆက်နိုင်ပေမဲ့လည်းအခုကျပြန်တော့တချင်းတွေဆိုရင်လည်းအကပိုင်းမှာလည်းကွေးနေအောင်ကတတ်ကြအောင်အားလုံးသိအောင်ခြားပြလိုက်ပါတယ်။ ုပ်ဆောင်ပိုင်းမှာလည်းပိုင်နိုင်တဲ့အပြင်အစိုးရခစ်ပေါ်အကားဘက်မှာပါမခေဘူးဆိုတာကိုတီးသွားကြတာကြောင့် မင်းသားအေဂျင့်မောင်ကိုအားပေးနေကြတဲ့ပရိသတ်ကြီးအထူးသဖြင့်မိန်းကလေးပရိသတ်တွေကြောင့်မှတော်တော်လေးခိုက်သွားခဲ့ကြပါပြီ။ဘသူမှမထင်မထားလောက်အောင်ကောက်ကွက်အစမ်းတွေနဲ့ပရိသတ်တွေကိုအကုန်လုံးအင်အောသွောင်းအောင်ကပြလိုက်တဲ့မင်းသားအေဂျင့်မောင်ရဲ့ပုံကွယ်နေတဲ့အရေးချက်တချို့ကိုလည်းမြင်တွေ့လိုက်ကြပါရစေ။အလုံးလေးသိကြတဲ့အတိုင်းပဲမင်းသားအေဂျင့်မောင်ဆိုတာနဲ့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်အသွင်ပြင်အတန်နေအတန်ထားတွေနဲ့မိန်းကလေးပရိသတ်တွေကိုဆွဲဆောင်ထားနိုင်တဲ့ခမမတ်ယောက်ျားတယောက်ဖြစ်နေမြင်မိကြမှာပါ။နောက်ပြီးတော့အေဂျင့်မောင်ရဲ့ခမမတ်အဖော်ဒီအချိုးအစားတွေနဲ့ ယောက်ျားပိတာလုံးနဲ့အပြုတ်မှုတွေကြောင့်မိန်းကလေးပရိသတ်တွေရဲ့စိတ်ကူးတွေကချစ်သူကောင်းလေးလို့ဖြစ်နေပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းမင်းသားအေးချမ်းမောင်ရဲ့အစွမ်းကုန်ကြိုးစားတရုပ်ဆောင်နိုင်တာကိုတွေ့ကြမှာပါ။အေးချမ်းမောင်ရဲ့တရုပ်ဆောင်စွမ်းရည်တွေကလည်းမင်းသားကြီးတစ်လက်တရုပ်ဆောင်နေရလို့ထင်ရလောက်အောင်ကိုကောင်းလွန်နေရကြောင်းပရိသတ်တွေရဲ့အားပေးမှုတွေကိုတဖြည်းဖြည်းနဲ့ရရှိခဲ့ပါတယ်။ အေးချမ်းမောင်ရဲ့ဇက်ကောင်ခရီတာပေါ်မှာစိတ်နစ်ပြီးတော့တရုတ်ဆောင်တက်တာကြောင့်တခါတလေအေးချမ်းမောင်ကိုမင်းသားကြီးတွေးလို့တောင်းမှမြင်မိရဲ့လို့ချီးကျူးနေကြတာပါဒီလိုမျိုးတရုတ်ဆောင်ကောင်းလို့လို့အကယ်ဒမီပါရထားတဲ့မင်းသားချောကြီးကအခမ်းအနားတွေမှာတော့သချင်းတွေလည်းမဆိုရင် TikTok အကလေးတောင်မကတတ်တာကြောင့်အလုံးရဲ့ဝိုင်းပလိန်နာကိုလည်းခံခဲ့ရပါတယ်အခုကျတော့လည်းပလိန်ခံရပြီးရဲ့နောက်သူကိုယ်တိုင်မိုက်ကင်သချင်းတွေဆိုရင်းနဲ့ ဒန်စာတယောက်အသွင်ပြောင်းသွားတာကြောင့်မင်းကလေးတွေရဲ့အသေးလေးတဖြုတ်ဖြုတ်ကျွေးကြကုန်ပါပြီ။မင်းသားအေးချမ်းမောင်အခုလိုမျိုးပုံစံနဲ့ပြောင်းသွားခဲ့ရကြောင်းကရီယာပိုင်းမှာပြောင်းတော့မှလားလို့အလုံးကအစိတ်ဝင်စားနေကြတာပါ။တကယ်ကမကြခင်မှာထွက်ရှိတော့မယ့်မင်းသားအေးချမ်းမောင်ပါဝင်တယောက်ဆောင်ထားတဲ့နှစ်ညအိတ်သုံးရက်ရုပ်ရှင်ဇာတ်ကားအစ်စ်ကြီးရဲ့ဇဝင်သချင်းကိုကိုယ်တိုင်ဖျော်ဖြေပေးခဲ့ရပါ။ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲလေးမှာအစိုးရရင်းလေးအပါအဝင်တခြားသောအနုပညာရှင်တွေနဲ့အတူဖျော်ဖြေခဲ့ကြတာပါ။ အခုဆိုရင်လူရှိသူရှိကပြရမှာအရန်ရှက်တတ်တဲ့အီချမ်းမောင်ကတရုတ်ဆောင်အပြင်ကိုအတန်ပါဝါကောင်းကောင်းနဲ့အပြိုင်ဟင်းရင်ဟိဟောအကောက်တွေကိုပါကပြလိုက်တာကြောင့်သူရဲ့အနုပညာပါရမီကိုတပြိုင်တည်းတွေးလိုက်ရမှာပါအခုတင်ဆက်ပေးသွားခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်လို့ပရိသတ်ကြီးတို့ရောမင်းသားအီချမ်းမောင်ကိုဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်